လက်ရှိကမ္ဘာနိုင်ငံ195နိုင်ငံရှိပါတယ်ဒီနိုင်ငံတွေထဲကမှနျူကလ িয়ার လက်နက်ပိုင်ဆိုင်တာက9နိုင်ငံပဲရှိပါတယ်ဒီ9နိုင်ငံကတော့အမေရိကန်ရုရှားပြင်သစ်တရုတ် UK ပါကစ္စတန်အိန္ဒိယအစ္စရေးနဲ့မြောက်ကိုရီးယားတို့ဖြစ်တယ်ပေါ့နော်ဒီ9နိုင်ငံတွေကမှအများဆုံး နျူကလ িয়ার လက်နက်ပိုင်ဆိုင်တာကတော့ရုရှားဖြစ်တယ်။ရုရှားပြီးရင်အာအမေရိကန်ပေါ့နော်အမေရိကန်အဲသူတို့နှစ်ခုကအများဆုံးပေါ့ဒါကြောင့်မလို့ရုရှားနဲ့အမေရိကန်ကအများတန်းပါဝါအားပြိုင်နေတာဖြစ်တယ်ပေါ့နော်သူတို့နှစ်ခုကအများဆုံးဖြစ်တယ်။ဆိုတော့အစ္စရေးနဲ့မြောက်ကိုရီးယားကတော့လက်နက်ပိုင်ဆိုင်မှုအနည်းဆုံးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့သူတို့လက်နက်ဘလောက်ပိုင်ဆိုင်လဲဆိုတဲ့ဟာကိုတော့အတိအကျထုတ်ပြန်ထားတာတော့မရှိဘူးပေါ့နော်။ကိုနိုင်ငံပဲပိုင်တာဆိုတော့ငါတို့နဲ့မဆိုင်ဘူးလို့တွေးကောင်းတွေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီပညာရှင်တွေရဲ့တော့ချက် မှုအရဆိုလို့ရှိရင်နျူကလ িয়ার ပိုင်ပိုင်နဲ့နိုင်ငံနှစ်နိုင်ငံကနျူကလ িয়ার လက်နက်သုံးပြီးတော့ဆစ်ဖြစ်ပြီဆိုရင်တနာရီတွင်းမှာလူပေါင်း9ဘီလီယံလောက်အသက်တည်ဆုံးနိုင်တယ်ထိခိုက်ပျက်စီးနိုင်တယ်လို့ပြောထားတယ်ပေါ့နော်လူပေါင်း9ဘီလီယံလောက်တသေဆုံးနိုင်နေဆိုလို့ရှင်ဘယ်နဲ့ဦးလောက်ကျန်ခဲ့မလဲပေါ့เนาะလက်ရှိကဘာတနိုင်ငံကဘာတဝမ်းလုံးမှာပေါ့เนาะအာလူကြီးက10ဘီလီယံပဲရှိတာဆိုတော့ကဘာလူကြီးရဲ့3ပုံ2ပုံလောက်ကဒီနျူကလ িয়ার ကြောင့်ပျက်စီးသွားနိုင်တယ်ဆိုတော့ကျန်တဲ့3ဘီလီယံလောက်က လဲပေါ့နော်ဒီနျူကလ িয়ার ရဲ့ဒီနောက်ဆက်တွဲတွေထိပြီးအသက်မရှင်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ကအဲအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံဆစ်ဖြစ်တော့ ਆ လဲတခြားသူတွေကဝိုင်းပြီးတော့မှဒီဟာကိုစိတ်ပူကြတယ်ဘာကြောင့်လဲဆိုတော့တို့နှစ်နိုင်ငံတော့ကနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေဖြစ်တဲ့အခါကျတော့ဒီအရှေ့တောင်အာရှကနိုင်ငံတွေကပို့ပြီးစိုးရိမ်ကြတာမျိုးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဒီယာကကိုယ်နိုင်ငံမှာမရှိဘူးဆိုပေမဲ့သူများနိုင်ငံမှာဖြစ်တယ်ဆိုပေမဲ့လည်းဒါလေးသိရှိထားဖို့လိုအပ်တယ်ဒါကြောင့်မလို့ဘ ਹੁ တုတအနေနဲ့ပြောပြတာဖြစ်ပါတယ်လို့